မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံညီလာခံတက်ဖို့မလေးရှားကိုထရန့်ရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအောက်တိုဘာ26ရက်နေ့မှာမလေးရှားနိုင်ငံကိုဆက်ရောက်လာပြီးဖြစ်ပါတယ်သူကိုမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုတိုင်ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာသွားရောက်ကြိုဆိုခဲ့ပါတယ် သူဟာအရှိတောင်အာရှနိုင်ငံများအစီအယုံအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အာဆီယံအလဲချဥက္ကဋ္ဌမလေးရှားရဲ့ဖိတ်ကြားမှုကိုလက်ခံပြီးကွာလာလမ်ပူမြို့စီရောက်လာခဲ့တာပါမလေးရှားမှာရှိနေစဉ်အတော်တွင်ထရန့်ဟာအာဆီယံနှစ်နိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားအပြစ်ခတ်ရဲစဲရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုမဲ့အစီအစဉ်ကိုလည်းတက်ရောက်ဖို့စီစဉ်ထားပါတယ်။မလေးရှားကိုဆက်ရောက်လာတာဟာထရန့်ရဲ့အာရှခရီးစဉ်အစပြုမှုလို့လည်းဆိုနိုင်ပါတယ်။ထရန့်ဟာတောင်ကိုရီးယားစီခရီးဆက်ပြီး အဲ့ဒီမှာအမေရိကန်ရဲ့အကြီးကပြိုင်ဘက်တရုတ်သမ္မတရှီကျင်းဖြစ်နေလေထိဆောင်ဖို့စီစဉ်ထားပါတယ်။နောက်ပြီးသူဟာအရှေ့အာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကိုလည်းတွားရောက်မှာပါ။ထရန်ကသူ့ရဲ့ခီးစဉ်အတော်တွင်မြောက်ကိုရီးယားကောင်းဆောင်ခင်ဂျုံအန်နဲ့2019နောက်ပိုင်းပထမဆုံးအကြိမ်လူချင်းတွေ့ဆုံတာမျိုးရှိကောင်းရှိလာနိုင်ကြောင်းအရေးအမို့ပြောကြားထားပါတယ်။ကမ်နဲ့တွေ့ပြမလားဆိုတဲ့မေးခွန်းကိုထရန်ကတိုက်ရိုက်မဖြစ်ပဲဒီကိစ္စအတွက်လမ်းပွင့်နေစေလို့သာမယုံမလွန်တုံ့ပြန်ခဲ့ပါတယ်။ ထရန်ဟာသူ့ရဲ့အမေရိကန်သမ္မတသက်တမ်းပထမ၄နှစ်တုန်းကအာဆီယံထိပ်သီးညီလာခံတွေကိုကိုယ်တိုင်မထက်ပဲရှောင်လွှဲခဲ့ပေမယ့်ဒုတိယသက်တမ်းရဲ့ပထမဆုံးနှစ်မှာတင်အာဆီယံညီလာခံစီရောက်လာပါတယ်။မလေးရှားကိုသူရောက်ရောက်ချင်းချိုင်းကမ်ဘောဒီးယားငြင်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုမှုအစီအစဉ်မှာပါဝင်မယ်လို့ထရန်ကပြောပါတယ်။အဲ့ဒီနှစ်နိုင်ငံဟာပြီးခဲ့တဲ့လပိုင်းကနေဆက်အငင်းပွားမှုကြောင့်၄ရက်ကြာစစ်ရေးပြိပခဖြစ်ပွားခဲ့ပါတယ်။ထရန့်ဟာမလေးရှားခီးစင်အတော်အတွင်းအရှင်နိုင်ငံနဲ့အမေရိကန်တို့ကြား ကုံသွဲရေးသဘောတူစာချုပ်ကိုလည်းလက်မှတ်ရေးထိုးဖို့ရှိရွေးထားပါတယ်။သူကအမေရိကန်နဲ့သဘောထားခွဲလွဲမှုရှိနေတဲ့ဘရာဇီးသမ္မတလူးဝစ်အင်နာရှိုလူလာဒါဆီလ်ပါကိုလည်းမလေးရှားမှာလူချင်းတွေ့ပြီးဆွေးနွေးတာမျိုးရှိလာနိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။လူလာကလည်းကွာလလန်ပူမှာအာဆီယံညီလာခံတက်ရောက်မှာပါ။ထရဟာအော်တိုဘာ29ရက်နေ့ကျရင်တောင်ကိုရီးယားနိုင်ငံရဲ့စိတ်ကမ်းမြို့ဘူဆန်ကိုသွားရောက်ပြီးအာရှပစိဖိတ်စီးပွားရေးဖူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကိုတက်ရောက်မှာဖြစ်တယ်လို့အရှေ့နိုင်ငံသမရလီချေမြောင်နဲ့လည်းတွေ့ဆုံမှာပါ။ အော်တိုဘာ30မှာတော့သူနဲ့ရှိလို့တွေ့ဆုံကြပါမယ်။ကုံသွေးရေးအရာတင်းမာတဲ့အားပြိုင်မှုတွေရှိနေတဲ့ကမ္ဘာ heavy weight နှစ်နိုင်ငံကြားကဆက်ဆံရေးအဆိုင်ခဲတွေကိုအဲ့ဒီတွေ့ဆုံမှုကဖြေလျော့ပေးနိုင်မလားဆိုတာကိုတကဘာလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြမှာပါ။တရုတ်ကရေရှားတပ်ထုတင်ပို့မှုတွေကိုကန့်သက်တင်းချက်မယ်လို့ကြေညာခဲ့ပြီးနောက်အစောပိုင်းမှာ Trump ကအဲ့ဒီဆွေးနွေးပွဲကိုဖျက်ဖို့အထိချိန်ချောက်ခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူနဲ့ရှီရိုရဲ့လူချင်းတွေ့ဖြစ်ကြမယ်လို့ပြန်လည်အတည်ပြုခဲ့ပါတယ်။ Trump ဟာတောင်ကိုရီးယားကိုရောက်နေချိန်အတောအတွင်းမြောက်ကိုရီးယားကောင်းဆောင် camp နဲ့လည်းလူချင်းတွေ့ဖို့ဖြစ်နိုင်ခြေအတိုင်းအတာတစ်ခုတည်းရှိနေကြောင်းတောင်ကိုရီးယားအစိုးရရဲ့ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းဆောင်ရွက်ရေးဝန်ကြီးဌာနကကြေညာထားပါတယ်။ဆက်လက်ပြီး KIO KIA နဲ့တရုတ်ညီနိုင်ပြီးလွေကျဲလိုင်းစာနဲ့မိုင်းကြားရန်နယ်စပ်ဂိတ်တွေပြန်ဖွင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်မှာကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ထိန်းချုပ်ထားတဲ့လွေကျဲနယ်စပ်ကိန်းလိုင်းစာကိန်းနဲ့ မိုင်းကြားရန်ဂိတ်တွေကို KIA ကတရုတ်အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးအော်တိုဘာလ25ရက်မှာပြန်ဖွင့်လိုက်ပါတယ်။ဒေသခံပြည်သူလူထုအတွက်အ धिक လိုအပ်တဲ့ကုန်စည်တွေကိုတရုတ်နိုင်ငံဘက်ကနေတင်သွင်းဖို့နဲ့ငှက်ပြောအပါဝင်သီးနှံတွေပြန်တင်ဖို့တရုတ်ဘက်နဲ့ညှိနှိုင်းပြီးပြန်ဖွင့်လာလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းကြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကဒီကနေ့မှပြောကြားလိုက်ပါတယ်။မနေ့ကအော်တိုဘာလ25ရက်နေ့ကပြန်ဖွင့်လိုက်ပြီးဖွင့်တာကဖွင့်ပြီးအလုံးလုံးလလလက်တော့မဟုတ်သေးဘူး။ ပြည်သူလူထုရဲ့စားသုံးကုန်အဓိကသွင်းပေးတာလို့ဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောပါရယ်မြန်မာတရုတ်နယ်စပ်မှပန်ဝါမျိုး၊လိုင်စာ၊နာပန်ကိတ်၊လွေကျဲမျိုး၊မန်စီမျိုး၊မန်ဝင်းကြီးကိတ်နဲ့ကန်ပိုက်တီမျိုးတွေမှာနေဆက်ကိတ်တွေတရှိချင်းဖြစ်ပြီးအဆိုပါနေဆက်ကိတ်တွေအလုံးကို KIA ကထိန်းချုပ်ထားတာဖြစ်ပါရယ်ကန်ပိုက်တီမျိုးကို KIA နဲ့မဟာမိတ်တပ်တွေက2024နိုဝင်ဘာမှာတင်ပိုက်ထိန်းချုပ်ခဲ့တယ်လို့မန်စီမျိုးကိုလည်း2025ဇန်နဝါရီမှာတင်ပိုက်ထိန်းချုပ်ထားတာပါ ကန်ပိုက်တီနဲ့မန်ဝင်းကြီးမန်စီဂိတ်တွေမှာလက်တလောပြန်မဖွင့်သေးပါဘူးတရုတ်ဘက်နဲ့ညှိနှိုင်းမှုတွေအရပြန်ဖွင့်တာမှာရေကျဲလိုင်းစာနဲ့မိုင်းကြာရန်ဂိတ်တွေဖြစ်ပြီးဂျန်နဲ့နေဆက်ဂိတ်တွေနဲ့ပတ်သက်လို့မေးမြန်းနေစေဖြစ်တယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်လိုင်းစာနဲ့မိုင်းကြာရန်ကမူလကပင် KIA ထိန်းချုပ်ဒေသတွေဖြစ်ပါတယ်ရဲချင်းမျိုးကိုတော့ပြီးခဲ့တဲ့2024ဧပြီမှာ KIA နဲ့မဟာမိတ်တွေကစစ်တပ်တရင်တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးသိမ်းပိုက်ထိန်းချုပ်ခဲ့တာပါအဲဒီနောက်ပိုင်းနေဆက်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်ဘက်ကပိတ်လိုက်ပါတယ် ပြီးခဲ့တဲ့မလမှာတော့စားတောက်ကုန်တချို့ကိုအကန့်အသတ်နဲ့တင်သွင်းခွင့်ပြုခဲ့ပါတယ်။အခုအခါမှာတော့ KIO KIA နဲ့တရုတ်တောင်ဝင်ရှိသူတွေညှိနှိုင်းပြီးတရားဝင်ပြန်ခွင့်လစ်လိုက်တာလို့ဒေသခံအချို့ကပြောပါတယ်။အခုတချိန်သဘောတူညီမှုမှာနေဆက်ကိတ်ကနေလူအဝင်ထွက်နဲ့ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးအတွက်စေကူတမယ်ဆိုရင်တရုတ်လောက်ဝကနဲ့ချိတ်ဆက်ပြီးဝင်ထွက်လို့ရတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ မဖြစ်မနေလိုအပ်တဲ့ကုန်စည်တွေကိုအရင်ကမှောင်ကိုသွင်းလာပြီးတော့ရှိတာပေါ့အခုကတော့တော်တော်လေးအခြေအနေကောင်းသွားတယ်တရုတ်နဲ့ KIA ဆက်ဆံရေးအဆင်ပြေရင်ဒေသခံတွေအတွက်ပိုပြီးအကျိုးများတယ်လို့လွယ်ချင်မျိုးကန်တက်ဦးကပြောပါတယ်လွယ်ချင်မျိုးကတက်ဆင့်စိန်လုံတောင်တန်းကိုဖျက်ပြီးမိုးမောက်ဗမော်မျိုးတွေကိုခုံသွဲရေးလမ်းကြောင်းရှိပါတယ်လက်ရှိမှာတော့ KIA ကဗမော်မျိုးသိန်းတိုက်ပွဲတိုက်ခိုက်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေစေဖြစ်ပါတယ်ကချင်ပြည်နယ်မှာကံပိုက်တီပန်ဝါနေဆက်ဂိတ်ပေါက်တွေလည်းရှိပြီးအဲ့ဒီနေရာတွေကိုလည်း KIA ကထိန်းချုပ်ထားပါတယ် တရုတ်အစိုးရဟာစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တော်လန်ရေးပူပေါင်းတပ်တွေကိုဖိအားပေးတဲ့အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေဆက်ကိတ်တွေကိုလည်းခုံတွေ့ရေးကန့်သတ်ထားပါတယ်။ဆလပီ NLD အစိုးရကလောက်ဝကဥပဒေ၊အဲစရင်ဥပဒေနဲ့နောက်ရောက်ခံဥပဒေကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ဟုကြံဖို့ဥက္ကဋ္ဌခင်ကြီးဒေါသတကြီးမှတ်ချက်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ NLD အစိုးရကလူဝင်မှုကြီးကြပ်ရေးဥပဒေ၊အစရင်ဥပဒေနှင့်နောက်ရောက်ခံဥပဒေတို့ကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ကြောင်းကျန်းဖော်ပါတီဥက္ကဋ္ဌခင်ကြီးကဒေါသတကြီးမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့တရားဥပဒေနဲ့တွင်ကျန်းဖော်ပါတီဝင်များနှင့်တွေ့ဆုံစဉ်၎င်းကအချက်ပါအကြိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ကျန်းဖော်ခင်ကြီးက၎င်းအနေဖြင့်လာဝကအဝင်ကြီးအဖြစ်ဦးသိန်းစိန်အစိုးရလက်ထက်တွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထို့ကြောင့်မြန်မာနိုင်ငံတို့ပြည်ပမှနိုင်ငံသားသားအဝင်အထွက်ကိုစီစစ်ပြီးစည်ရင်ပြုစုဆောင်ရှိခဲ့ရကြောင်းနိုင်ငံတော်သည်ကာလရံစရက်မဟုတ်ကြောင်းတို့ရတွင် NLD အစိုးရကအေစည်ရင်ဥပဒေလောက်ဝကဥပဒေနှင့်နောက်ရောက်ခံဥပဒေများကိုဖျက်သိမ်းခဲ့ကြောင်း၎င်းကပြောဆိုပါတယ်ကျွန်တော်ကလာဝကဝင်ကြီးလုပ်တယ်။ပြည်ဝင်ပြည်ထွက်ကိစ္စကကျွန်တော်နဲ့ဆိုင်တယ်။ကိုနိုင်ငံကိုဘယ်သူတွေဝင်လာတယ်၊ဘယ်သူတွေထွက်သွားတယ်၊ဒီနိုင်ငံမှာနိုင်ငံသားတွေဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်နဲ့ဆိုင်တယ်။ဒါကတသက်လုံးကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ကိစ္စတွေ ခမရတို့လည်းတနေရကိုနိုင်ငံသားသားတွေဘာတွေသွားတယ်ဆိုရင်လေရင်ပြပေါ်မှာဖြစ်ရတယ်ကျွန်တော်နာမည်ဘသူကျွန်တော်ဘာပြည်ဝင်ခွင့်နဲ့လာတယ်ဘယ်မှာကျွန်တော်နေတယ်ဘယ်တော့ပြန်မင်းအဲ့ဒါမလုပ်သင့်ဘူးလားကိုနိုင်ငံကိုလာတဲ့သူတွေအတွက်ကိုကတာလျင်စရက်မှမဟုတ်ဖေးပြအဲ့ဒီလူကလေစိတ်ကိုရောက်တာနဲ့လာဝကဒီစရင်တွေကိုယူပြီးတော့ထိန်းထားရတယ်သူသွားခဲ့တဲ့နေရာဥပမာသူဟိုတယ်မှာတင်မင်းအပြင်မှာတဲခွင့်မရှိဘူးအင်တွေမှာအခြားနိုင်ငံတွေလို homestay ခေါ်တာပေါ့တဲလို့မရဘူး အဲ့ဒီစရင်တွေကိုညနေမှလဝကကိုကိုရတယ်လဝကကဒါအကုန်သိတယ်ကိုနိုင်ငံမှာနိုင်ငံသားသားဖနှစ်ယောက်ရှိတယ်ကိုအိမ်ကိုဝင်လာတဲ့ဒဇင်းကိုတီးဖို့မလိုဘူးလားဒါနိုင်ငံတော်လုံခြုံရေးဟုတ်တယ်မလားတရားဥပဒေစိုးမိုးရေးကိုအချုပ်ချာအာဏာတည်ထန့်ခိုင်မြဲရေးကိုချန်စီယုတ်ကိုကိုထိန်တော့အဲ့ဒါဘာမှမတရားစရာမရှိဘူးဘယ်နိုင်ငံသားဆိုဆိုဒီလိုကြီးပဲထုံးစံပဲအဲ့ဒီလွန်ခဲ့တဲ့အစိုးရအဖွဲ့အစည်းတခုလက်ထက်မှာအဲ့ဒါကိုဖျက်ပြစ်လိုက်တယ်ပြည်ဝင်ကွင်းနဲ့ပတ်သက်ပြီးရှောက်ထားစရာမလိုဘူးလို့ဖျက်လိုက်တယ် ခင်မျောင်းဝင်လာတာကိုလုံးဝမသိတော့ဘူးပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်အဲစည်းရင်ဥပဒေကိုဖျက်လိုက်တယ်ဘယ်မှာတဲလဲဆိုတာမသိဘူးဘယ်သွားတယ်ဆိုတာမသိအောင်နောက်ရောက်ခန်းဥပဒေဆိုတာဖျက်လိုက်တယ်ဝင်လာလည်းမသိဘူးနေတာလည်းမသိဘူးဘယ်သွားလဲဆိုတာလည်းမသိဘူးအဲ့ဒီတော့ကိုယ်နိုင်ငံမှာလူဆိုးမှန်းလူကောင်းမှန်းမသိတဲ့လူတွေအများကြီးဖြစ်မနေဘူးလားအဲ့ဒီစနစ်ကိုအခုပြင်လိုက်ပြီဟုခင်ကြီးကပြောဆိုပါတယ် ရခိုင်အစိုးရခေါ် NLD အစိုးရသည်နိုင်ငံတော်၏အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ကြောင်းမင်းအောင်လှိုင်ကစစ်အာဏာသိမ်းချိန်တွင် NLD အစိုးရကဖျက်သိမ်းခဲ့သောဥပဒေများကိုချက်ချင်းပြဋ္ဌာန်းပြီးပြင်ဆင်ခဲ့ရကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်။ကျွန်တော်လောက်ဝကမှဒုတိယအကြိမ်ဝင်ကြီးထက်ဖြစ်တဲ့ဖြစ်တော်နိုင်ငံသားသားတွေပြဆန်းกว่าစရင်အဖတသိမ်းကွဲလောက်ရှိတယ်ထင်တယ်။စရင်တွေတိကျရှိတယ်။ဘယ်နေရာတွေမှာရှိတာလဲကျွန်တော်တို့မသိဘူး။ဘာလို့မသိလဲခုနကစနစ်တွေကိုဖျက်ပြစ်လိုက်လို့ပြန်ပြင်ရတယ်။ အဲ့ဒါခမရတို့မသိနိုင်တဲ့ကိစ္စနိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့တာဟုခင်ကြီးကပြောဆိုပါတယ်။ကျန်ဖို့ဥက္ကဋ္ဌခင်ကြီးကမကြမီကျင်းပမဲ့ရွေးကောက်ပွဲတွင် NLD ပါဝင်ခြင်းမရှိတော့လေ NLD အစိုးရလက်ထက်တွင်တိုင်းပြည်အခြေအနေမကောင်းဟုဆိုကမကြာခဏဆိုသလိုဝေဖန်တိုက်ခိုက်မှုများစက်တိုက်လှောက်ဆောင်လာသည်ကိုမြင်တွေ့ရပါတယ်။